ကဲအလုံးနော်အချိန်ရတဲ့အခိုက်ကလေးကိုနော်ကြိုးစားပြီးတော့တရားနှလုံးသွင်းကြရအောင်နော်အဲ့တော့ခုအစဉ်ယဟန်အမနော်မေတော်ကြီးပေါ့နော်တော်ဝါလေးရဲ့တောင်းဆိုချက်အတိုင်းဒါလူတိုင်းလူတိုင်းရှေ့ရေးကိုမျော်တွေးတတ်တဲ့လူတိုင်းဟာအဲ့ဒီငါတီကန်နီးရင်ဘာလုပ်မလဲ ဘယ်လိုသိမလဲဆိုတော့ပြဿနာနှစ်ခုရှိတယ်ဒါအမျိုးမြင်ရှိတဲ့လူတိုင်းဟာဒါကြိုပြီးတော့စဉ်းစားတဲ့ကိစ္စကိုပေါ့နော်အေးရဖြာကလဲနေပြီဆိုရင်ဘာတွေနှလုံးသွင်းနေလဲဘယ်လိုနှလုံးသွင်းရလဲဘယ်လိုကြော့ဖြတ်နော်သိတဲ့ခါရောဘယ်လိုစိတ်နဲ့သိရရင်ကောင်းလဲ။အရိယာမဖြစ်သေးတဲ့ပုံကိုယ်တိုင်းမှာဒါမသိမဖြစ်လိုအပ်နေတဲ့အချက်တစ်ခုပဲ။ဟုတ်ပါဘူး။ကောင်းပြီ။ ဦးဇင်းတို့နည်းနည်းစဉ်းစားကြည့်အောင်ဦးဇင်းတို့ခုဘဝရည်တည်ခြင်းနဲ့နေကြတဲ့အခါမှာဖြည့်ရှင်းနေရတဲ့ကိစ္စနေနေစဉ်နဲ့မြဖြည့်ရှင်းနေရတဲ့ကိစ္စတည်တင်ကကိစ္စရှိတဘဝစာကိစ္စရှိတတန်စရာလုံးကိစ္စရှိကိစ္စ၃မျိုးရှိနော်တည်တင်ကကိစ္စ ဒရင်ကကိစ္စလေးတွေဒရင်ကကြောင့်ဖြစ်ပေါ်လာတဲ့เนาะလောဘတွေဒေါသတွေမောဟတွေအချင်းချင်းပြောရင်တောင်းတမှုနဲ့ကြောင်းချမှုပေါ့เนาะတကယ်တော့လောကကြီးကိုတိဆောက်ထားတာဒီတစ်ခုဒီနှစ်ခုနဲ့တိဆောက်ထားတာလောကကြီးကိုဘာနဲ့ဖွဲ့ဖွဲ့ရှင်းထားပါသလဲလို့ဆိုရင်ဒီတောင်းတမှုနဲ့ကြောင်းချမှုเนาะတရားတော်တွေရဲ့ပြည့်ရော်တွေမှာဆိုရင်ဆက်ဆိုပြတာတဏှာလို့တစ်လုံးနဲ့ပဲပြောလိုက်တာเนาะဒါပေမဲ့ဦးဇင်းတို့အခုကတော့ အချင်းတူတူအတွဲမှာပြည့်ပြည့်စုံစုံထိရောက်ခြင်းလို့ဦးဇင်းတိပါဠိတော်ကြီးတွေကစကားတွေကိုမတုံးတော့ပဲနဲ့အရာစကားသက်သက်ပဲတုံးပြီးတော့ဒီနေ့ဝေဖန်ကြည့်မယ်နော်အဲ့တော့တောင်းတမှုနဲ့ကြောင်းကြမှုဒီနှစ်ခုအတွက်ဖြည့်ရှင်းကြတဲ့အခါကျတော့နော်တခြင်းကတခဏစာဖြည့်ရှင်းကြရတာရှိတယ်ဥပမာတခဏစာစာရေးတောက်တာဖြည့်ရှင်းတယ်နေရေးထိုင်ရေးဖြည့်ရှင်းတယ်တွားရေးလာရေးဖြည့်ရှင်းတယ်ဖြည့်ရှင်းနေရတဲ့ကိစ္စတွေအများကြီးပဲ ာယသမီးရေးဖြည့်ရှင်းတယ်နော်ကိုပဝင်းကျင်အရေးဖြည့်ရှင်းတယ်အဲ့တော့အဲ့ဒီဖြည့်ရှင်းမှုလေးတွေမှာလည်းတတိနဲ့ပညာမပါခဲ့ဘူးဆိုရင်ဖြည့်ရှင်းမှုမှာမှားသောဖြည့်ရှင်းမှုရှိတယ်မှားမှန်သောဖြည့်ရှင်းမှုရှိတယ်နော်အဲ့တော့ဦးဇေလို့ဟိုလူနဲ့တလိษံဘာกว่าလဲဆိုတာအဲ့ဒါกว่าနေတာနော်လူမှာကြတော့ကိုဖြည့်ရှင်းရတဲ့ကိစ္စတွေမှာ တတ်နိုင်သူနောက်ဆက်တွဲပြဿနာနည်းအောင်နော်ဖြေရှင်းကြတာအခုလောက်ကင်သွားသွားလာနေကြတော့နောက်ထပ်အခုစားလိုက်တယ်ဒီအစားတော့တွေ့နောက်ထပ်ပြဿနာထပ်မတက်အောင်နော်ဒီအစားတော့တွေ့နော်အနေထိုင်ဒီနေရေးထိုင်ရေးတွေ့နောက်ထပ်ပြဿနာမတက်အောင်ကြီးနော်ဒီဒရင်ကဖြေရှင်းမှုမှာနောက်ဆက်တွဲပြဿနာမလာအောင်ပေါ့ဆိုတော့တိလိษံနေကြတော့မဟုတ်ဘူးရှေ့နောက်တို့မှစဉ်းစားနိုင်တဲ့စွမ်းအားမရှိမရှိတော့တရင်ကသူကိစ္စသူ ချီရှင်းချလိုက်တာနောက်ပြဿနာနောက်ချီရှင်းမယ်နော်အဲ့တော့သူမှသတိမပါဘူးပညာမပါဘူးနောက်တစ်ခါတို့ဗုဒ္ဓဘာသာတွေနဲ့နဲ့တော့တို့ဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေရောဒီကိစ္စနှစ်ခုအကျုံးဝင်တယ်တရင်ကကိစ္စတဘဝကိစ္စနော်ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေလည်းဒီတဘဝကိစ္စဖြည့်ရှင်းမှုတွေမှာတဘဝစားနော်ဟိုအမှားယွင်းနေအောင်နော်နောက်ဆက်တွဲပြဿနာတွေနေနိုင်သမျှနေအောင် เนาะအကောင်းဆုံးဖြစ်အောင်ဖြည့်ရှင်းနေကြတာပဲအဲ့တော့အဲ့ဒီဖြည့်ရှင်းမှုမှလည်းအတူတူပဲတဘဝဇာမှလည်းတောင်းတမှုနဲ့ကြောက်ကြမှုပဲဒီနှစ်ခုအတွက်နောက်မှတောင်းတခြင်းကင်းအောင်ကြောက်ကြခြင်းကင်းအောင် အဖြေရှာနေကြတာအခုဒနေငါစာဆိုတဲ့ဗိုက်စာလေဒီဗိုက်စာလေဆိုတော့တောင်းတလာတယ်အဲ့ဒီစာတဲ့ဟာလေးကိုဒနေကစားတော့ပြီးဖြည့်ရှင်းလိုက်တယ်အဲ့ဒီနောက်ကကြောက်ကြမလာအောင်ဆိုတော့ တော့မနာအောင်သာပြောတာနဲ့ပြန်စားဖို့တော့တခါကြောင်းကြနေရသေးတာเนาะတောင်းတမှုနဲ့ကြောင်းကြမှုကတခါလေးဟိုကို့အတွက်ဘလို့မအဆက်မပြတ်နိုင်နဲ့เนาะပြဿနာကြီးတစ်ခုဖြစ်နေတယ်အခုတောင်းတမှုကိုဖြည့်ရှင်းလိုက်တယ်နောက်ထပ်တောင်းတမှုတစ်ခုထပ်လာတယ်အခုကြောင်းကြမှုတစ်ခုဖြည့်ရှင်းလိုက်တယ်နောက်ထပ်ကြောင်းကြမှုတစ်ခုထပ်လာတယ်ဘဝမှာလည်းဒီတိုင်းပဲเนาะအခု system နေပေါ့အမေရိကန်က American system နဲ့ဖြည့်ရှင်းတယ် ဟိုဥရောပဥရောပစစ်စံနဲ့ဖြည့်ရှင်းတယ်။ဩစတြေးလျဩစတြေးလျစစ်စံနဲ့ဖြည့်ရှင်းတယ်။အာရှအာရှစစ်စံနဲ့ဖြည့်ရှင်းတယ်။သူစနစ်နဲ့သူဖြည့်ရှင်းနေကြတာပဲ။ဒီလူတွေဘာဖြည့်ရှင်းနေကြတာလဲလို့မေးတော့အဲ့ဒီတောက်တမှုနဲ့ကြောက်ကြမှုဆိုတော့တည်င့ဇာဖြည့်ရှင်းမှုကလည်းတည်င့သာချုပ်ငိမ့်သွားတဲ့အောင်ထင်ရပေမဲ့နော်တည်င့ပြီးတည်င့ဆက်ပြီးဒုက္ခပေးနေတာလေနော်တဘွားဇာမှာလည်းဒီတိုင်းပဲတို့လူတွေကြတော့တဘွား ဇာဆိုတော့ဘဝတစ်ခုလုံးအတွက်တောင်းတမှုကင်းသွားတဲ့ပုဂ္ဂိုလ်ကြောင်းကြမှုကင်းသွားတဲ့ပုဂ္ဂိုလ်ကဲရိုးရိုးဒီလူမှုဘဝဖြည့်ရှင်းမှုနိလန်းနေတယ်တဘဝလုံးငြိမ်းသွားတယ်လို့ရှိလားမရှိဘူးနော်အဲ့တော့တို့လူတွေကကြည်လိုက်တည်ငါဇာတဘဝဇာအခုတို့ကြတော့ပါလားတတန်တရားတို့အခုသေရေးကိုဘာလို့ပူရလဲဆိုတော့ဗုဒ္ဓဘာသာဝင်တွေနော်ဘာလို့ဒါကိုပူရတယ်ဘာလို့ဒါကိုရှာဖွေနေကြတာလဲ တကယ်တော့ကျန်တဲ့ဘာသာတွေကလည်းသူတို့အမှန်တရားကိုမရှာဖွေနိုင်တဲ့အတွက်တန်တရားကြီးရှိနေတယ်ဆိုတာသူတို့မသိအခုငါတို့တွေကြတော့သိထားသိထားတော့အခုသိထားတယ်ဆိုတာလေတန်တရာကြီးဆိုတာတို့အတိတ်ဘဝတွေလည်းတို့မမြင်နိုင်အနာဂတ်ဘဝဘူးမှမမြင်နိုင်ပြုလုပ်เสียရမရှိဘူးလက်စုပ်လက်ကင်ပြုလုပ်เสียရမရှိဘူးသို့တော့တို့အသိဉာဏ်နဲ့ပြန်စဉ်းစားကြည့်လို့ရတယ်နော်ငယ်ငယ်တုန်းကကိစ္စ ငငယ်တုန်းကယက်တီမှုကနေအရွယ်လက်တန်းစားယက်တီမှုစီကိုအထောက်ပံ့မပေးဘူးလားနော်ငယ်တုန်းကအနေထိုင်မှန်ခဲ့မှာနော်အလုတ်ကင်မှန်ခဲ့မှာလူလက်တန်းစားဘုံကမှာနော်အစဉ်ပြေပြေဖြည့်ရှင်းနိုင်တယ်အစဉ်ပြေပြေယက်တီနိုင်တယ်လူလက်တန်းစားဘုံကတော့မှန်မှန်ကန်ကန်နော်ကြည်ကြံအားထုတ်နေထိုင်ခဲ့မှာဟောအခုအသက်ကြီးလာတဲ့ခါကျတော့မပူမပင်မတောင်းမတမကြောက်မကြနေလို့ရလာတယ် နော်သူ့အရွယ်နဲ့သူအခုအသက်ကြီးလာတဲ့ခါကျတော့ဆိုတော့နော်ဒီတေကန်ကြီးအရွယ်ကျတော့တေတေမဲ့အချိန်ထိနော်နေထိုင်မှန်ခဲ့မှနော်အလုတ်ကင်မှန်ခဲ့မှဘပူမပင်မတောင်းမတမကြောင်းကြနေလို့ရဆိုတော့ပြန်ကြည့်လိုက်ရင်အကြောင်းကျိုးတွေဆက်နေတယ်နော်ငယ်တုန်းကလုတ်ခဲ့တဲ့ဟာတွေကဟိုအလကားပဲအချီးနှီးပဲလို့ပြောလို့မရဘူးနော်အခုလုတ်ငယ်တုန်းကလုတ်နေတာဟာ အရွယ်လက်အတွက်အထောက်ပံ့ပေးနေတယ်အရွယ်လက်လုံနေတာဟာအရွယ်ကြီးအတွက်အထောက်ပံ့ပေးနေတယ်အရွယ်ကြီးလုံနေတာဟာဒီကနေ့မှအထောက်ပံ့ပေးနေတယ်ဟောအကြောင်းအကျိုးလေးတွေအကြောင်းအကျိုးလေးတွေဒါအောင်ကြည့်ချင်းအဖြစ်တို့မှာအတိတ်ဆိုတာလည်းရှိခဲ့တယ်နော်ပြစ္ဆုတ်ပံဆိုတာလည်းရှိနေတယ်အနာဂတ်ဆိုတာလည်းရှိနေတယ်ဆိုတော့အခုဘဝရည်တည်မှုကလေးမှာ အတိတ်ဘဝကအထောက်ပံ့နေရှိနေတယ်အခုလုံနေတဲ့အလုပ်တွေဟာလည်းအနာဂတ်အတွက်အထောက်ပံ့နေဖြစ်နေအောင်ပဲ တော့ဒါအလုံးဘာလို့ဒီကဒီလောက်ထိဥစဉ်ကတိုင်ဝိုင်းပြောနေတာလေလို့ဆိုတော့တချို့ကဒီကနေ့ကြမှာအေးရပြာကလဲတော့မှာအရေးပေါ်အကူကြီးထတောင်းတော့မယ်ဆိုတော့ဥစဉ်တော့ဒီလွတ်မြောက်ကြောင်းတရားတွေကိုဟောဖို့အဆင်မပြေနိုင်ဘူးဘယ်လိုမှမသိနိုင်ဘူးအခုမှအခုထလို့လို့ရမှာမရနိုင်ဘူးအဲ့တော့အခုကောင်းပြီအဲ့တော့အဲ့ဒီကြောင်းတမှုနဲ့ကြောင်းကြမှုတကယ်ပရော်ဘလမ်တစ်ခုအဲ့ဒီကြောင်းတမှုနဲ့ကြောင်းကြမှု ကြောင်းနော်တန်တရားတွေကိုလည်းဆက်ဆက်ပြီးတော့လေလာခဲ့ကြတယ်အခုပြည်စုံပန်တိုင်းမှာလည်းဖြည့်ရှင်းဖြည့်ရှင်းနဲ့မပြီးနိုင်မရှိနိုင်လာခဲ့ကြသလိုတဘွားပြီးတဘွားလာကြလိမ့်ဦးမယ်ဆိုတာလည်းတို့ခန့်မှန်းကြည့်လို့ရနေတယ်ကောင်းပြီအဲ့တော့အရာအားလုံးမှာနော်တည်င်ကတခဏစာဖြည့်ရှင်းမှုသာမှန်ကန်ခဲ့ရင်တဘွားစာမမှန်နိုင် မှန်နိုင်တယ်အဲ့တော့ဘဝတစ်ခုစာမှန်ခဲ့ရင်တန်တရာလုံးစွာတော့မှန်နိုင်တယ်အဲ့တော့ငါတို့အခုတန်တရာနဲ့အမြနော်တန်တရာနဲ့အမြဒုက္ခတန်တရာဘာလို့လည်နေကြတာလဲဆိုတော့တည်ငါဖြည့်ရှင်းမှုလေးတွေမမှန်ခဲ့လို့ဟောတည်ငါတည်ငါတည်ငါဖြည့်ရှင်းတာမှန်သွားခဲ့ရင်ခါဝရအတွက်ပူစရာမလိုဒီလိုပြောခြင်းအဲ့တော့အဲ့ဒီတည်ငါကလေးမှာတည်ငါကလေးမှာ တို့တွေတွေအတွက်ဒီတောင်းတမှုကြောက်ကြမှုဘာလို့မကင်းနိုင်တာလဲเนาะတောင်းတမှုမကြောက်ကြမှုမကင်းနိုင်တဲ့လက်သက်တရားခံဘာလို့လဲဆိုတော့ကြားဘူးနေကြစကားပဲတဏရဲ့မာနရဲ့ဒိဋ္ဌိဟောဘာလဲလဲတဏရဲ့မာနရဲ့ဒိဋ္ဌိမြမာလူပြန်ပြောလိုက်ရင်ရိုးရိုးလေးပြောရင်ငါကိုငါဟာငါ့ဆာအဖြစ်ရတာ အဲ့တော့ငါ့ကိုငါဟာငါဥစ္စာလုံနေသေးသေးတောင်းတမှုလည်းမกินဘူးကြောက်ကြမှုလည်းမกินဘူးဘယ်တော့မှမกินနိုင်ဘူးအဲ့တော့တရင်ကသာဆိုတာဒု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 တွေကအေးရဖျံကလဲမှာဆိုတော့အေးရဖျံကလဲတဲ့အချိန်နှလုံးသွင်းဖို့ရအခုကလေးကရင်နှလုံးသွင်းမှန်နေဖို့အရေးကြီးတယ်အဲ့တော့အချိန်ပြည့်နှလုံးသွင်းမှန်နေရနော်အတိကဥစဉ်တို့ဒီပြဿနာအလုံးငြိမ်းချင်တယ်ဆိုရင် ခုနတဏ္ဍမာနဒိဋ္ဌိဆိုတာလေသကလုံးသုံးလုံးဖြစ်နေတာနော်အဲ့ဒီသကလုံးထဲမှာငါကူငါဟာငါဥစ္စာဆိုတော့ဒီငါငါငါဆိုတဲ့ထဲမှာတဏ္ဍရဲ့မာနရဲ့ဒိဋ္ဌိရဲ့ရှေ့ရလာတာတဏ္ဍအလေမာလာရာမာနနောက်ဆုံးမှာဒိဋ္ဌိဒါပေမဲ့အဲ့ဒီနောက်ဆုံးဒိဋ္ဌိဟာတို့အတွက်နော်အမြင့်အရင်အမြင့်အကြဆုံးတရားခံတရားခံအစ်စ်ကဒိဋ္ဌိနော်ဒိဋ္ဌိရှိနေလို့မာနရှိတယ် နော်ဒိဋ္ဌိရှိနေလို့တဏှာရှိတာအဲ့တော့တဏှာမာနရဲ့အရင်ခံသည်ဒိဋ္ဌိရှိတယ်အဲ့တော့ဒီခန္ဓာကိုငာငါဥစ္စာလှုပ်ထားလိုက်ခြင်းဟာနော်ငာငါဥစ္စာလှုပ်ထားသည်တောင်းတမှုလည်းလာနိုင်မယ်ကြောင်းကြမှုလည်းလာနိုင်ဆိုတော့တို့ယက်တည်မှုတွေအားလုံးဟာအဲ့ဒီအတွက်ဖြည့်ချင်းလာခဲ့တာတယောက်နဲ့တယောက်ကိုကိုဘဝအတွက်လည်းမပြီးနိုင်နော်ကိုဘဝဝင်ကျင်အတွက်လည်းမပြီးနိုင်အများရန်ထာဝရမပြီးနိုင်ဘာလို့မပြီးခဲ့တာလဲဆိုတော့ငါဖြစ်နေလိုက် ်ငါငါဥစ္စာဖြစ်နေလိုက်လို့ဒါကြောင့်မလို့ဘဂဝါကြီးတို့တရားတွေအချိန်ပါများစွာနာထားပြီးသားတောတဗန်တည်ပြီးတဲ့ပုဂ္ဂိုလ်ကကိစ္စအလုံးပြီးသလောက်ဖြစ်သွားတယ်။ဘာဖြစ်လို့လဲ။တောတဗန်တည်ပြီးသားပုဂ္ဂိုလ်တရားဟာတဲ့မြတ်စွာဘုရားဥပမာပေးတာရှိတယ်။နာလဲနာဘူးလိမ့်မယ်နော်။ကဘာမြေဓုနဲ့မြတ်ရှိတဲ့မြေဓုကြီးပေါ်မှာအဲ့ဒီမြေဓုတွေကနေမြေမုံလေးနည်းနည်းကိုမြတ်စွာဘုရားသူ့လက်သေးပြားပေါ်တင်လိုက်တယ်။အဲ့တော့လက်သေးပြားပေါ်တင်ပြီးတော့ဒီလက်သေးပြားပေါ်မှာတင်နေတဲ့မြေမုံနဲ့ ကဘာမြေအထုကမြေပုံးနဲ့နိုင်ကြည်စံနဲ့ပမာဏချင်းလို့ဆိုတော့ပါစနစ်တွက်လို့မရတော့အလုံးကွာသွားပြီကွာ0000ဆိုတော့အလုံးကိုမပြောပါလောက်တဲ့ပမာဏပဲလက်သိဘုံမှာရှိတယ်ကဘာမြေလူနဲ့ရှင်ကြည့်အဲ့တော့ပုထုဇဉ်တယောက်ရဲ့ပြဿနာတွေနဲ့သောတာပန်တယောက်ရဲ့ပြဿနာအဲ့လိုကွာသွားပြီ။နော်အဲ့ဒီသောတာပန်နဲ့သူပုထုဇဉ်ကလည်းဘာကွာသွားလဲဆိုတော့ငါရှိတယ်နဲ့မရှိတာပဲကွာ။အဖြစ်တစ်ခုတည်းပဲ။ဒီမှာ ဲ့တော့တရားတွေကဘလောက်ဖဲအများကြီးဟောနေဟောနေတကယ်အရင်စစ်တော့ဒီတစ်ခုတည်းပဲအဲ့တော့တို့မှရှိတဲ့ယုတ်တရားတွေနန်တရားတွေနော်တော့ပြောတော့အကျယ်ကြီးပေါ့အဲ့တော့ဒီကနေ့ကျတော့ယုတ်တို့နန်တို့ခွဲဖို့လည်းမဖြစ်နိုင်ဘူးဘယ်ဝိုင်းခုဝေဒနာခံစားနေရသိတာတကယ်ဝေဒနာပြင်းထန်လာပြီဆိုတဲ့အချိန်ကျရင်ဘာလဲညာလဲနာမည်မတက်ဘူးအဲ့တော့ဘယ်လိုဘယ်လို ဝေဒနာမျိုးပေါ်လာခဲ့ပေါ်လာခဲ့တကယ်တော့တခုတည်းပြောရင်သူအာယုံပဲတခုတည်းပြောရင်အာယုံပဲဒါဒါဆိုတော့ဥစဉ်အတွင်းလေးအချင်းချင်းပဲပေါ်ရမယ်နော်အကုန်လုံးအကျေပြန်ပြောနေလို့မရဘူးဒါတော့တခုတည်းပြောရင် အာယုံပဲအဲ့ဒီကြုံရတဲ့အာယုံမှန်သမျှဟာအဲ့ဒီအာယုံကလည်းငါမဟုတ်သလိုအာယုံကိုတိနေတာလည်းငါမဟုတ်ဘူးဟုတ်ကဲ့လားဘာလို့ကိုကိုရုပ်ကိုနာကိုပိုင်လားမပိုင်တော့အဲ့ဝေဒနာအာယုံကိုရောပိုင်မလားမပိုင်ဘူး ဒါအခုတင်ညာသိနဲ့သိတာအဲ့တင်ညာသိကိုကိုပိုင်အသိဖြစ်အောင်တို့တွေကကိုကြိုးစားနေရတယ်အဲ့တော့အချိန်တိုင်းအချိန်တိုင်းမှာကြုံလာတဲ့အာယုံတိုင်းမှာနော်ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဟောတစ်လုံးနဲ့ပဲပါတယ်လေငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးလို့ဟိုရိုးရိုးလေးပြောရင်ကွာပရိစိတ်သလိုတို့တွေပရိစိတ်တွေပရိစိတ်တခါကျအရဟံ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 နဲ့စိတ်တယ်မလားဘုံတော်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 နဲ့ချိန်ပါမျိုးဆိုတာစိတ်သလိုပဲ တို့ကဘယ်အာယုံကြုံလာခဲ့ကြုံလာခဲ့အရင်နှလုံးသွင်းလိုက်အောင်စကားပြောကြတယ်ဟောငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးသူ့အတန်လေးကြားလိုက်တယ်ဟောငါကြားတာမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးအမြင်လေးတစ်ခုမြင်လိုက်တယ်စိတ်တိုင်းကြားတာရှိတယ်မကြားတာရှိတယ်စိတ်တိုင်းကြားခဲ့ရင်လည်းဟောငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးစိတ်တိုင်းမကြားရင်လည်းငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဟောတကယ်တော့နာမည်တက်ရင်ဒါအမြင့်ဆုံးဒေသနာလို့ခေါ်တယ်တို့တွေကကြားဘူးနာဝများနေတော့ဒါသိပြီးတော့အရေးမပါသလိုလို့ တိတ်ပြီးမထူးခြားသလိုလို့လို့ထင်ရတယ်အဲ့တော့တကယ် key point ကဒါပဲဒီတရားတော်အားလုံးကိုအနှစ်ချုပ်လိုက်ရင်သူကနာမည်ကြီးကြီးကျယ်ကျယ်ပြီးတုံညတဒေသနာလို့ပြောတယ်ဒီနေ့ဒီနေ့ခေါ်တဲ့တရားတုံညတရားနော်တကယ်တော့တုံညပဲရှိတယ်ဘာမှမရှိဘူးနော်အခုကိုကိုကိုပိုင်နေဆိုင်နေထင်ပြီးတော့နော်တပွားလို့တို့တွေယုံလိုက်ရတာကန်လိုက်ရတာနော်နောက်ဆုံးအနှစ်ချက် တာရဘာကြံခဲ့ကိုဘာယူသွားနိုင်ဘာမှလည်းယူမသွားနိုင်အခုလက်တွေ့သိနေပြီသားဒေါ်ဝါလေးဒါသိနေပြီသားတက္ကမကြီးနှလုံးသွင်းကြည့်ဖို့ပဲငါကတို့လုံနိုင်ကြိုင်နိုင်တဲ့အချိန်ကဟာဘယ်လိုနေမှဘယ်လိုထိုင်မှဘယ်လိုပြောမှဘယ်လိုဆိုင်မှကိုကိုကိုအဆဘယ်လိုစမကြနေမှနော်တုံးတာဆွဲတာအဆဘယ်လိုမှဘယ်လိုပစ္စည်းမျိုးမှတို့တွေခုနပြောသလိုပေါ့နော်ဘာမေးမကြိုက်ဘူးညာမေးမကြိုက်ဘူးဆိုတော့ဒါကကောင်းနေတော့လုံနေတော့မှတထင်က အတုံးဆွဲအဖြစ်ဖြစ်ကိုကိုကိုအစီပြီအောင်သာလျှောက်ပြောနေကြသတိပညာနဲ့ပြန်ကြည့်လိုက်တော့ဘယ်ဟာမှအနစ်သာရမရှိဘူးတရင်ကပြည်လေယုံလေးပဲဖြည့်ရှင်းနေကြအဲ့ဒီပြည်လေမှုဖြည့်ရှင်းမှုတွေမှာငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးဒါနှလုံးသွင်းနေလိုက်ရင်နှလုံးသွင်းလေနော်ဒါလေးအရေးကြီးတယ်တရားကိုဘယ်လောက်သိသလဲဆိုတာကနော်ကိုသေးကနေကြမှာအဖြေပေါ်မှာမဟုတ်ဘူးအခုတရင်ကအဲ့မှာဘူဘလောက်နော်နှလုံးသွင်းမှန်နေတယ် နော်အဲ့ဒီနှလုံးသွင်းမှုမှာလဲကိုဘလောက်တရားသိတယ်ဆိုတာအဲ့ဒီကြုံဆုံလာတဲ့အာယုတခုကြောင့်လောဘကိုဘလောက်ထိနိုင်တယ်ဒေါသကိုဘလောက်ထိနိုင်တယ်မာနကိုဘလောက်ထိနိုင်တယ်ထိခနဲ့ချီပတ်စုပြောအာမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးအားလုံးကပြီးတော့လဲပြီးသွားတာပဲဘာမှမဟုတ်ဘူးနော်အချိန်တရင်ကလေးတို့တွေကြုံရတာအဲဟိုကိုကိုကိုဟုတ်လာပြီနောက်ဆုံးအခုလောကကြီးရဲ့ကေတီရှင်ကြီးတီထွင်ရှင်ကြီးပြောကြရင်ပြောကြပါ နော်အကြောင်းအကျိုးလေးမကုန်ခင်လေးနော်တည်တင်ကနေကြထိုင်ကြတွေ့ကြဆုံရပြီးတော့ပြီးသွားရောဘာမှကိုမဟုတ်တော့အဲ့ဒီဘာမှမဟုတ်တာကိုဘာမှမဟုတ်တဲ့ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်တကယ်တော့ကိုသိမ့်ပိုက်ထားခဲ့တဲ့နော်နော်ငါငါဥစ္စာဆိုတဲ့အရာလေးကိုမြန်မြန်ညှိကုံးချုပ်နိုင်လေကိုဘွားကလွတ်မြောက်တယ်နော်တန်တရာကလွတ်မြောက်တယ် ဒါဖြင့်ရင်အဲ့ဒီတေကန်ကြီးဆိုတော့အခုချိန်လေးရရင်ဒေါ်လာလေးလေ့ကျင့်နေရမှာနော်ဘာမြင်မြင်ဘာကြားကြားဘာတွေ့တွေ့ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးတော့ခန္ဓာနဲ့ရှင်ပြီးတော့တွေ့ကြရမှာဟုတ်ခန္ဓာနဲ့မရှင်ခဲ့ရင်လည်းဘာမှမပါဘူးနော်အခုအပြင်မှာဘာဖြစ်လို့ပါသိဘာမှမသိတော့ဘာမှခံစားဘူးနော်အခုကိုယ်ရှိမြင်လာတာပဲကိုယ်ခံစားနေတာနော်အဲ့တော့မြင်လာသလောက်ကလေးကြားလာသလောက်ကလေးနော်ချီးတွေ့လာသလောက်ကလေး နန်လာသလောက်ကလေးဒီခါဒွါရ6ပေါက်မှာဂျုံလာသမျှလေးတွေဘာဂျုံဂျုံနှလုံးသွင်းနေရမှာနောက်ကနေငါလည်းမဟုတ်ငေါ့စားလည်းမဟုတ်နော်ကြည်ဖာများဆိုတာစိတ်ကနှလုံးသွင်းနေရင်ညာကနောက်ကပါလာလိမ့်တင်ညာနဲ့ညာနဲ့ပွားတယ်အခုကကိုပိုင်ပညာမဖြစ်သေးလို့စိတ်ချလိုက်တယ်ကိုပိုင်ပညာဖြစ်လိုက်ပြီဆိုတာနဲ့လုံးဝငြိမ်းသွားချုပ်သွားနော်ယောဂဗျာကဘလောက်ပြင်းပြင်း အနာရောဂါဘယ်လောက်ပူပူနော်အဲ့တော့ဥစဉ်ကဥစဉ်မေတော်ကြီးကိုခေါ်ခဲ့ဦးတဲ့တရားနာခဲ့ဦးမှာပဲနော်နာခဲ့ဦးမှာမေတော်ကြီးဆေးရုံတဲ့နေရတော့သူကအဆုတ်ကင်ဆာသိပြင်းထန်တယ်ဒီမှာဒီမှာအောက်ဆီဂျင်ပေးထားရတယ်ဒါသိပြီးတော့ခန္ဓာကိုယ်ကပင်ပန်းတော့စနာပရိကျိန်နာနာယဝတ်ကျိန်ခခြင်းများပြီးထပ်ပြရတယ်အစီပြေလားဆိုမပြေပြလဲပြန်ဟုတ်လဲပြန်ဟုတ်နောက်သူ့ဘော်ဒီကအရန်ကြီးတော့ဥစဉ်မှာဒီလက်တစ်ဖက်ဆိုရင်ပြုတ်ထွက်မတတ် ကြိုက်လာဒါပေမဲ့အမေဖြစ်တဲ့အတွက်သူလှုပ်ချင်တာအကုန်လှုပ်ပေးတယ်လှုပ်ပြီးတော့နောက်ဆုံးမှဘာဖြစ်လာလဲဆိုတော့ပူလိုက်တာခန္ဓာကိုယ်ကြီးကပူလိုက်တာရှင်ပြားရေပူလိုက်တာလောင်းနေတာဗျဒီကအပူလိုက်တာလို့သူကပြောတော့ဒီမကြီးလောင်းနေတာလေဦးစရတော့ဖြတ်ဆိုနှလုံးသွင်းလိုက်တယ်ဒါမရဏမီးလောင်းနေနော်ဒုပုံမှန်လေးနေနိုင်ထိုင်နေတာဇာတိမီး နော်အဲ့ဒီကနေနည်းနည်းလေးအနေထိုင်ခက်လာတာဇရာမီအမလီအခုထိုင်ခက်အထားခက်သွားခက်လာခက်ဟဟလာဖြစ်လာပြီအဲ့ဒါပါလေဇရာမီပြီးတော့ကလေးကပူပြင်းလာလေလေကို့အတွက်နော်ခံစားချက်ကပူပြီးပြင်းထန်လာလေတတိခါမှာကိုကုစင်းတို့ဟိုကိုကိုကိုပြန်ကြည့်ရင်90 92နှစ်ကြီးတယ်လို့မထင်ပါဘူးနော်မထင်ဘူး ဟိုတော်ဝါလေးလိုလဲအခုချိန်ထိကိုကိုကိုတော့ကြီးနေမဖြစ်ပါဘူးနော်မဖြစ်ဘူးသို့တော်သူကပြနေသူကပြနေနော်ဘယ်အရွယ်ကအိုတာလဲဘယ်အရွယ်ကနာတာလဲနော်ဆိုတော့ဒီခန္ဓာကိုယ်ကြီးမှာတည်ဖို့ရတာကပြင်ပန်းလာပြီဆိုတော့ဒါမီးပို့ပြီးတော့ပြင်းထန်လာဟုတ်ကဲ့လားဇာတိမီးလေးတက်တက်တုန်းကတို့တွေသွားကြလာကြစားကြတောက်ကြပြောကြပါကြကားကြခုံကြ ဘာမှပြဿနာမရှိဘူးเนาะဘာမှမပင်ပန်းဘူးเนาะမအိရလဲဘာမှမရှိဘူးမစားလဲဘာမှမဖြစ်ဘူးအထင်ပြင်းနေတယ်အခုဇရာမီလေးလောင်ချက်လဲပြင်းလာရောเนาะဘာဖြစ်လာလဲအစားပြက်လာရင်လဲမဟုတ်ချင်เนาะအိတ်ပြက်လာရင်လဲမဟုတ်ချင်เนาะကိုစားချင်လို့ပဲဒါလေးစားတာပဲဒါပေမဲ့အရသာမတွေ့ပြန်ဘူးအထင်မပြေပြန်ဘူးတောင်းတမှုတွေပြင်းထန်လာကြောင်းကြမှုတွေပြင်းထန်လာအဲ့ဒါဇရာပြက် နော်အဲ့ဒီဇရဇရာမှာဥစဉ်ဒီနေ့အထူးပြောခြင်းတဲ့သဘောလေးရှိတယ်။အိုခြင်းမှာအသက်ဘလောက်ကြီးသွားတာက အိုခြင်းအတိတ်ပဲကိုဖော်ဆောင်တာမဟုတ်ဘူး။နော်တကယ်အိုခြင်းအစ်စ်ကပါလေ။နော်အရွယ်ရှိတဲ့အချိန်တုန်းကကိုလှုပ်ခြင်းနဲ့အလုပ်ကိုစိတ်နောက်ကိုပါလုပ်နိုင်တယ်။အခုကြီးလာတော့လုပ်နိုင်သေးလား။မလုပ်နိုင်ဘူး။အဲ့မလုပ်နိုင်တဲ့အထက်မှာဘာတွေဆုံးရှုံးသွားတာလဲလို့ တကယ်တွက်ကြည့်ရင်ဒါလေးကိုဥစဉ်တွက်မိသွားတာကအမေရိကန်ကိုလာတော့မယ်ဒေါ်လာလေးလို့နော်နော်ဒေါ်လာလေးမှာအခုယောဂာနဲ့ပတ်သက်ပြီးတော့ condition တွေကြားရတယ်သတင်းကြားရတယ်အဲ့တော့သွားမယ်ငါဘာတရားဟောမယ်နော်ငါတို့ဘာတွေပြောကြမလဲဆိုတော့ဘာတွေဆွေးနွေးကြမလဲနော်အဲ့တော့ဥစဉ်တို့ San Francisco သွားတဲ့အချိန်မှာစဉ်းစားတယ်ဦးချင်းစစ်ကပါတယ်တချို့က60 80ကျော်နေ90ကျော်နေဖလန်ဖလန်ထနေလို့ ွားနိုင်တယ်လာနိုင်တယ်လုံနိုင်တယ်ကိုင်နိုင်တယ်ဟုတ်ဒါအိုရာမဟုတ်ဘူးသူနော်60ကျော်နေပြီမှာမဟုတ်ဘူး90ကျော်နေပြီမဟုတ်ဘူးဒါဖြင့်အိုချင်းအစ်စ်ကပါတယ်ဟာတကယ်အိုချင်းအစ်စ်ကိုဦးစင်းရှာတွေ့သွားတယ်ပါတယ်တကယ်ကိုလှုပ်ချင်တဲ့ကုသိုလ်တရားကိုနော်ရွရွချွန်ချွန်မလုံနိုင်တော့ဘူးဆိုရင်ဘယ်ရွယ်ဖြစ်ဖြစ်အိုနေတာမှန်ပါဗျာမှန်ပါဗျာဟုတ်ကဲ့နော်ကိုပယ်ခြင်းနဲ့အကုသိုလ်တရားကိုရွရွချွန်ချွန်မပယ်နိုင်ဘူးဆိုရင် ဘယ်ရွယ်ဖြစ်ဖြစ်ဒါအိုနေပြီဒီမှာအခုအသက်ငယ်သေးတယ်တပည့်တော်အလုပ်တွေများတော့ဗျာဖခင်တော်ဘာမှဝတ်မတက်နိုင်ဘူးနေအိုပြီဟမ်တရားအထုတ်ချင်တယ်အမထုတ်နိုင်အိုနေပြီဟုတ်ကဲ့မမအခုတော့အိမ်ပြီးတော့တပည့်တော်ကဘာလုပ်ဆောင်မှာမရှိတော့အချိန်မမှန်တရားထုတ်နေတယ်နော်ဗျာအချိန်မမှန်တရားနာနေတယ်ဗျာမအိုဟမ် ကုသိုလ်တရားကိုတိုးပွားအောင်အစဉ်လုပ်နေနိုင်တယ်။နောက်အဲ့ဒီခုနငါငါဥစ္စာမဟုတ်တာလေးကိုနှလုံးသွင်းလိုက်ထက်ထက်မြက်မြက်ထိထိရောက်ရောက်လုပ်နေမအိုဘူးကွာမနာဘူးကွာမသိဘူးမအိုရမနာရမသိရဆိုတာဒါပြောတာမှန်လိုက်တယ်ဟုတ်ပါဘူးသူကဆန်ဖရန်စစ္စကိုသွားရင်းနဲ့မှတွေ့တယ်ဒီတရားကိုမလီပြောချင်တာဒီတရားကိုပြောချင်လို့လို့သူကဟိုမှာတော့ တရားတဲ့ထောင်းမခေါ်သိဘူးလို့ငါဒေါ်ဝါလေးအိမ်ကြောက်မှာပြောနော်တန်ဖိုးရှိရောအခုသဘောပေါက်လိုက်ပေါက်ပါဗျာဟုတ်တကယ်တော့သဘောပေါက်ပါ very very clear ကိုစိတ်ထဲမှာ very bright ဖြစ်သွားတယ်ညံမာလေးပွင့်သွားတကယ်ကိုပွင့်သွားတကယ်ပူချင်းရပါလေတကယ်နာချင်းရပါလေတကယ်သိချင်းမအိုရမနာရမသိရဆိုတော့တို့မသိရရှာတွေ့သွားပြီငါငါဥစ္စာမဟုတ်ဘူးလို့သာနှလုံးသွင်းနေငါဘယ်တော့မှမသိဘူးမှန်ပါဗျာ ဒါပဲတော့မမဟုတ်ဘူးဘောက်သလားဘယ်ရွယ်မဟုတ်ဘူးတော့အခုကလေးတွေလူငယ်လေးတွေဘာတရားမှမဟုတ်မသိဘူးတို့ဘာဖြစ်နေဟိုးနေတာနားနေတာတို့သိနေတာအချင်းချင်းသိနေတာတို့တရားနဲ့နေနေတဲ့ပုံကိုယ်နော်တရားရှာရကောင်းမှသိတယ်။အဲနိုးကြလာပြီ၊နှုတ်ပြူလာ။ဟမ်ခုမှဘဝဆလာတယ်ဆိုတော့အဲ့ဒါပဲ။ reflex ဖြစ်လာ နော် reborn ပေါ့ပြန်ပြီးမွေးဖွားလာတာအဲ့တော့မသိရအမှန်ဆိုတာဒါပဲသဘောပေါက်ပြီလားအာစိတ်ကောင်းတဲ့တရားအဲ့တော့ငါရှာလို့တွေ့သွားပြီငါတော်ဝါလေးကိုကျေးဇူးဆက်ဖို့တရားငါတွေ့သွားပြီဟုတ်လားအဲ့ဒါအဲ့တော့ခုစိတ်ထဲမှာဒါပဲအဲ့တော့ဒီဒါလေးကိုငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးနော်ဒီအဖြေလေးကိုပုံမှန်လေးသာနှလုံးသွင်းပြီးအားထုတ်နေနိုင်ရင်ကိုကြီးဆိုတာလည်းကိုယ့်စီမှာမရှိဘူး နာကျင်ဆိုတာလည်းမရှိဘူးတည်ကျင်ဆိုတာလည်းမရှိဘူးအဲ့တော့အေးရပြာကမကလို့အကောင်းနဲ့ထည့်ရင်ထည့်လိုက်ကြပါတော့နော်ဘာမှပြဿနာမရှိတော့ဘူးမှန်ပါဗျာဟုတ်လားမှန်ပါဗျာတုံ့ကြတဒေသနာကြီးချက်ကောင်းတာမရှိဘူးဇံမောရှိလိုက်တာအင်းအဲ့ဒီဒေသနာနဲ့ရှင်းပြီးတော့ဦးသင်ကြည့်လိုက်တာတကယ်အိုကျင်းဆိုတာပါလေအဲ့တော့ San Francisco မှာဒီနေ့ပဲပြန်သွားတယ်လိုက်ဖို့တယ်တခါကြီးလေး တို့အရွယ်လေးတွေနဲ့တို့စူးစမ်းနေကြတယ်ဥစဉ်တရားတွေကတော့အများရနာတယ်တဲ့ဥစဉ်တရားဆိုဥစဉ်တရားမဟုတ်ဘူးနော်ဥစဉ်ပေါ်တဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုအများရနာတယ်နာတော့ तू ကတော့သူ့ကိုယ်သူနှလုံးသွင်းမှန်အောင်သူစူးစမ်းနေတယ်ဆိုတော့သူ့ဖေကပိုးစက်ပြီးတော့မယ်ဒါပေမဲ့ငယ်ငယ်တုန်းကတရားဓမ္မနဲ့လုံးဝဝေးကွာခဲ့တော့အခုချိန်ဘာမှသူပြောလို့မရဘူးတဲ့ဖေတောင်အဖေကမကြော့တော့ဘူးဥစဉ်ရဲ့တဲ့ဘယ်လိုလုပ်ရမလဲတဲ့အဲ့ဒါနဲ့တပြီတော့ကြော့နိုင်အောင်တဲ့ ဖေကျွန်တော်မအားလို့ကျွန်တော်အလုပ်ကြီးများနေလို့ပန်းသီးလေးဝယ်ထားတယ်ဟဲ့လားတက်တော့ဒီလေးဝယ်ထားတယ်ညော်တာလေးဖျားကပ်ပေးပါဦးအမေအဖေကျုပ်မအားလို့အမှန်သူ့ဖေဖျားကတော့ပြအောင်လုပ်ရတယ်နော်ဟောစဉ်းစားကြည့်လိုက်တယ်သူကျမ်းမာရေးကောင်းသေးတယ်သူ့ဖေကဒါပေမဲ့နားလေးနည်းနည်းလေးနော်နားလေးနည်းနည်းလေးလာတော့ဘုံဘုံပြောပါအောင်ဆိုတော့တစ်ချိန်လုံးကဘာမှမလုပ်ဘူးလေလို့ဥစ္စာဘာသွားပြောဟမ် ်ပုဒ္ဒကာမကြီးတို့ဒကာကြီးတို့ကတရားနာဘူးထားပါတယ်ဆိုလို့ကျုပ်ကဒီတရားမျိုးဟောလို့ရတာမှန်ပါဗျာဟင်မနာထားတဲ့လူသွားဟောလို့ရမလားမရဘူးမရဘူးသူ့ကိုကြည့်ပြီးတရားပွဲသူလာတယ်တရားနာခေါ်လာကြတယ်သူ့မောင်နှမတွေကခေါ်လာတယ်ဒါသမီးတွေကခေါ်လာတယ်ပြောနေတယ်သူကြည့်တာကြည့်နေတယ်အဲ့ဒါဒကာကြီးလို့နော် ဘုရားထိုင်ရတာနဲ့ကာရာအိုကေဆိုရတာဘုရားအဆင်ပြေလို့နော်ကာရာအိုကေပဲအဆင်ပြေတယ်ဘုရားထိုင်ရအဆင်မပြေဘူးအော်တို့ခင်ဗျာတစ်သက်လုံးကိုနေချာတာတစ်သက်လုံးနားနေချာတာသူကြည့်တော့ယောဂမရှိဘူးဟမ်အဖရက်ပဲနော်တရားဦးသိန်းဟောနေတယ်ဦးသိန်းတို့အခု ဟောနေတဲ့တရားတွေကိုသဘောပေါက်ဖို့သူမကြိုးစားဘူး။ဒါပေမဲ့ကာရာအိုကေတပုတ်သူများဆိုလို့မဆိုနိုင်တာတော့သူတညာလုံးအဲ့ဒီဟာကိုလိုက်ကူးတယ်။ပြန်ကြက်တယ်။ပြန်ပြီးတော့ train လုပ်တယ်။ကားသမီးတွေအိတ်ကြီးတော့သူခိုးပြီးလို့ရတယ်။ငငယ်တော့ကလို့ပေါ့နော်။လှုပ်လှုပ်ချင်တဲ့အလုပ်တွေကိုမိဘသိသွားမှဆိုတော့ခိုးလုပ်တယ်။သူသူလည်းအဲ့တိုင်းပဲခိုးလုပ်တယ်။သူတို့ကတော့ခုမှငယ်သေးတဲ့ကလေးတယောက်လိုဖြစ်နေတယ်။ဒါပေမဲ့သူ့ပြန်ကြည့်လိုက်တော့တို့ကိုသိထားတယ်အတိတရားတွေဘာတို့မှ ရှိမရှိတော့သူ့မှာကုသိုလ်ရေးဆိုတာလည်းမရှိဘူးအကုသိုလ်ရေးဆိုတာလည်းမသိဆိုတော့သူသည်ထာဝရဩထာဝရနာထာဝရသေးနေတဲ့လူတယောက်ဖြစ်တော်ပေါ့လားအဲအခုတို့ကထာဝရမသေးတဲ့တရားငါလည်းမဟုတ်ငါ့ဆရာဘယ်တော့မှကိုချင်းဆိုတာလည်းတို့နဲ့မဆိုင်တော့ဘူးနာချင်းဆိုတာလည်းတို့နဲ့မဆိုင်တော့ဘူးတေချင်းဆိုတာလည်းတို့နဲ့မဆိုင် ဘောပေါ့ဘုရားဒီကိနှုတ်ကလေးကိုဝယ်ယူထားပါဟုတ်ကဲ့ဗာပဲလုံးလုံးဗာပဲသုံးသုံးနှလုံးသွင်းနေပါဒီနှလုံးသွင်းလေးမှန်နေဖို့ပဲအရေးကြီးတယ်ဒီလိုထိုင်နေမှမဟုတ်ဘူးမှန်ပါဘူးနော်ဒီလိုကြီးမျက်စိမိတ်ပြီးထိုင်နေမှတရားလုံးနေတာမဟုတ်ဘူးနော်ဒါကလေ့ကျင့်တာပေါ့ဒါလေ့ကျင့်တာပေါ့ကိုထကျင်တိုင်းမထဘူးသွားကျင်တိုင်းသွားကိုလို့ကိုကိုလှုပ်ခြင်းနဲ့မလှုပ်ဖဲနေနိုင်အောင်ကြိုးစားနေတယ်ဆိုတာငါငေါဥစ္စာမဟုတ်ဘူးလို့ကိုကိုကိုဒီအမှန်တရားစီကိုရောက်သွားဖို့ train လုပ်တာဒါ train လုပ်တာပဲ လေ့ကျင့်တာတက်တက်ပဲတကယ်တရားအားထုတ်တယ်ဆိုတာတရားအားထုတ်ခြင်းအစ်စ်သည်ဘာမြင်မြင်ဘာကြားကြားဘာတွေ့တွေ့ဘယ်ချိန်ဖြစ်ဖြစ်ငါလည်းမဟုတ်ဘူးငါ့ဥစ္စာလည်းမဟုတ်ဘူးလို့နှလုံးသွင်းတာမှန်နေရင်ဒါတရားအားထုတ်နေတာပဲဟုတ်ပြီလားတပည့်တော်မထိုင်နိုင်တော့ဘူးပြာဟိုး no problem ယောက်ျားမရှိပါဘူးဟုတ်ကဲ့လားနှလုံးသွင်းမနီအဲ့တော့အဲ့ဒီနှလုံးသွင်းလေးမှာငါလည်းမဟုတ်ငါ့ဥစ္စာလည်းမဟုတ်ဒါသာဝရလိကျင့်တာပါ တတင်ကတိုင်းတတင်ကတိုင်းဖြည့်ရှင်းသွားရင်တဘောစာလည်းသိကြပြီတတန်စရာစာလည်းသိကြခုနတတင်ကတဘောတတန်စရာဘာလို့ညီတန်းပြောခဲ့လဲတဘောပေါ့ဗျာအေးအဲ့ဒါပဲဒါကြောင့်ဒီစကားကိုဦးဇေယျပြောရတာဟုတ်ကလားတို့လူတွေကဖြည့်ရှင်းနေတာကတတင်ကဖြည့်ရှင်းတယ်ဒါပေမဲ့ငါငါအောက်စာဆိုပြီးဖြည့်ရှင်းတယ်မပြီးဘူးဘယ်တော့မှမငြိမ်းဘူးကောင်းတာမှုလည်းမကုန်ဘူးကြောင်းကြမှုလည်းမကုန်ဘူးအဲ့တော့အခု တရားရှင်းရှင်းလေးရိုးရိုးလေးငါလည်းမဟုတ်ဟုတ်ပါဘူးတရားတိုင်းမှာဒီတိုင်းမှာပဲဒါမျက်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တရားလမ်းကြောင်းတိုင်းဖော်လိုက်တာလို့မှတ်ထားရစမ်းယုံယုံကြည်ကြည်မှတ်ထားရစမ်းနော်မြတ်စွာဘုရားမေးသွားတယ်လေပြိဿဝဂီအားငါ့ဦးကိုအေတံမမဣသောဟာမသမိဣသောမေအတ္တဒါပါဠိလိုပြောတာမြန်မာလိုပြောရင်ဒါမေဟာလာမေဥ္စာလာဒါမေငါ့ကိုငါဟာငါ့ဥ္စာလို့ယူသေးလားမယူတော့ပါဘူးဗျာနေတံမမနေသောဟာမသမိနမေသောအတ္တနော်ငါလည်းမဟုတ် ငါဥစ္စာလည်းမဟုတ်ငါကိုငါဟာငါဥစ္စာမဟုတ်ပါဘူးဖះဆိုရဟန္တာတွေဖြစ်ကုန်မှာညာတာဆိုတာမအိုတော့မနာတော့မတိတော့တာအဲဟုတ်ပလားအဲ့တော့ဘယ်အချိန်မှဘာမှပူစရာမလိုတော့ငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးအဲဟုတ်ပလားဟုတ်ပါဘူးအဲဒါလေးကိုအမြဲနှလုံးသွင်းနေရင်နော်ခန္ဓာသစ္စာစိုက်တဲ့အချိန်မြင်လာပါလိမ့်မယ်သိလာပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီနှလုံးသွင်းလေးနဲ့လာနေပါနှလုံးသွင်းလေးနဲ့ပဲသိလိုက်ပါဘာမှပူစရာ 去吧，回不来，打针。